ီနေ့မှနောက်ဆုံးရထားတဲ့ဘောလုံးအပြောင်းအရွှေ့သတင်းတွေကိုတုံးသက်ဆွေးနွေးမှုလုပ်လိုက်ရအောင်ခင်ဗျာမင်္ဂလာပါကိုကိန်းစတာဖုတ်ဘောရှိုးအနေကျူပါရယ်ပထမဆုံးကျွန်တော်ဆွေးနွေးခြင်းတဲ့သတင်းကတော့ Football Insider ကဖော်ပြထားတဲ့ Chelsea တိုက်စစ်ကစားသမားနူနီမက်ဒူရကီနဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ် Chelsea ရဲ့ တောင်မန်တိုက်စစ်တနေရာမှာဒီနေ့ဘောလုံးရသည်ခြေသွန်းအနေငယ်ပြခဲ့တဲ့နိုနီမဒူဂီကပွဲထွက်ခွင့်မရတဲ့အတွက်စိတ်ပြက်လျက်ရှိနေပါတယ်ဒီလိုအခြေအနေမျိုးမှာအက်စတွန်ဗလာအသင်းကနိုနီမဒူဂီကိုခေါ်ယူဖို့အတွက်နီးစက်တဲ့အခြေအနေတစ်ခုရှိလာတယ်ဆိုပြီး Football Insider မှာဖော်ပြထားတာပါအဲ့တော့ Football Insider ရဲ့ဖော်ပြချက်အရသူတို့ကိုသတင်းပို့လာတဲ့နေရာမှာသတင်းရလာတဲ့နေရာမှာနိုနီမဒူဂီအတွက်အက်စတွန်ဗလာက ဆွဲဆောင်နိုင်ခဲ့တဲ့အချက်တစ်ချက်ရှိနေပါတယ်။ဒါဒီ UNAI Emery လက်အောက်မှာ Chelsea မှာထပ်ပို့ပြီးတော့ကိုပွဲထွက်ခွင့်ရမယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။လက်ရှိချိန်မှာသဘောတူညီမှုရသွားပြီးတေချာပေါက် Aston Villa အသင်းကိုပြောင်းမယ်လို့တည်င်းမထွက်သေးပေမဲ့တည်င်းမရရှိသေးပေမဲ့ပေါ့နော်။နိုနီမက်ဒွေကေးဒီ Aston Villa အသင်းနဲ့အတော်လေးနီးစပ်နေတဲ့အခြေအနေလို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ရှေ့မှာအခုလိုမျိုး rumors တွေအများကြီးထွက်လာခဲ့ပေမဲ့နီးပြတယောက်က ညနီမရွေကေကိုကဲငါတို့အတင်းကိုလာမင်းကိုပေါ်တော့ခွေအမခံချက် ပေးတယ်ဆိုရက်ပို့ပြီးနီးဆက်တဲ့သတင်းမျိုးတွေကျွန်တော်တို့မကြားခဲ့ရဘူးပေါ့နော်ထပါတော့ကျွန်တော်နယူကက်ဆယ်နဲ့လည်းသတင်းထွက်ခဲ့ဘူးတယ်တခြားအသင်းတွေနဲ့လည်းညနီမရွေကေတောက်လျှောက်သတင်းထွက်ဘူးတယ်အက်စတွန်ဗလာလောက်ပို့ပြီးတော့ဒီဒီဆန်တဲ့သတင်းမျိုးတွေမရှိခဲ့ဘူးဘူးဆိုတော့ဖြစ်နိုင်တာပေါ့အက်စတွန်ဗလာအသင်းကအခုချိန်မှာအသင်းတစ်သင်းဖြစ်ဖို့အတွက်ကစားသမားကောင်းမှန်သမီးကိုခေါ်ပြီးတော့ အသင်းကိုပြန်ပြီး rebit လုပ်နေတယ်။ Marcus Rashford ကိုလည်းခေါ်မယ်။အသင်းမှာငကူရှိပြီးသားအတဲကစားသမားတွေဖြစ်တဲ့ Morgan Rogers တို့နဲ့ပေါင်းမယ်။တချို့ကစားသမားတွေကလည်းအသက်အရွယ်တခုရောက်နေပြီ။ထားပါတော့ Oli Watkins ပြပြီးခဲ့တော့ဘောလုံးရတဲ့နဲ့ရှင်မယ်ဆိုရင်ဒီဘောလုံးရတဲ့က Watkins ကြာသွားတာအရင်တည်တာတယ်အဲ့လိုချိန်နေမိမှာသူကလည်းသွေးသစ်လောင်းသင့်နေပြီ Aston Villa ကလည်းကျွန်တော်တို့ကဘေးအကြည့်ပြီးတော့ဟာကောင်းတယ် Aston Villa မိုက်တယ်ဆိုပေမယ့်ဒီစုပွဲမှုနဲ့ Aston Villa ရှေ့ဆက်လာတာ3-4ရာသီရှိနေပြီအဲ့အတွက်ကြောင့်ငယ်ရွယ်ပြိုမြင့်ပြီးတော့ talent ရှိတဲ့ကစားသမားတွေကို Aston Villa မမှာပဲဗျ။ Noni Madueke ကလည်းအဲ့လိုကစားသမားမျိုး Madueke ဒီအင်္ဂလိပ်ကစားသမားဆိုပေမယ့်စတင်ထွန်းတောက်တာကကျွန်တော် Netherlands မှာထွန်းတောက်တယ်။အဲ့ဒီ PSV အသင်းမှာကျန်းနေစဉ်အချိန်ကာလတွေက Premier League ရဲ့ club team တိုင်းလိုလိုက စိတ်ဝင်စားရှိခဲ့တာအာဆင်နယ်ဆိုအရင်နီးစပ်ခဲ့ဘူးတယ်ချယ်ဆီကဂျာပြတ်ခေါ်သွားလို့ပေါ့နော်ပြောချင်တာဒီကစားသမားဒီအသက်ငယ်သေးတယ်တခိတကားကလည်းအသင်းတိုင်းလူချင်းခဲ့တဲ့ကစားသမားဖြစ်တဲ့အတွက် Aston Villa ကနိုနီမဒူရဲ့ကီးကိုတော့လူချင်းမှာပဲနောက်ထပ် Aston Villa ရဲ့ပလန်ကိုကျွန်တော်တို့ကြိုပြီးစဉ်းစားကြည့်တာပေါ့နော် Left wing မှာ Marcus Rashford ကိုသူတို့ခေါ်မယ်ဗျာ အလဲမှာမော်ဂန်ရော်ဂျာရှိမယ်ကျွန်တော်တစ်ဖက်မှာနိုနီမက်ဒူရဲ့ကီအင်္ဂလန်အစုအဖွဲ့နဲ့နော်ရှစ်ဆက်ချင်တဲ့ပုံတံမျိုးလဲဖြစ်ကောင်းဖြစ်နိုင်တာပဲအခုအဆန်စီကိုလည်းရှိနေတယ်နောက်ဘောလုံးရသည်အဆန်စီကိုခေါ်လိုက်မယ်ဗျာရှေ့မှာတည်ပြီးတော့နံမနိုင်နေရာမှာထားပြီးတော့လဲဆော့လို့ရတယ်တိုက်စစ်ပိုင်းမှာရွေးချယ်စရာတွေကပို့ပြီးတော့များသွားအောင်အိုလီဝက်ကင်းစ်ကိုလည်းအသင်းမှာဆက်ထားမယ်ဆိုရင်အသက်အရွယ်ကကျလာပြီဖြစ်တဲ့အဆန်စီကိုနဲ့ဝက်ကင်းစ်တို့ကိုအပြောင်းလဲလုပ်နော်လူငယ်တွေနဲ့စုဖွဲ့ပြီးရှေ့ဆက်မယ်ဆိုရင်အင်္ဂလန်အစုအဖွဲ့နဲ့တော်တော်လေးရင်ခုန်ချင်စရာကောင်းတဲ့ပုံစံ ဖြစ်သွားပါလိမ့်မယ်အဲ့တော့နိုနီမာရူရဲ့ကေးဒီချက်စီတင်ကထွက်ချင်တယ်ဆိုပေမဲ့စာချုပ်တံ9နှစ်ကြံနေသေးတယ်အဲ့ဒီ9နှစ်ဆိုတဲ့ပမာဏကိုမာရူရဲ့ကေးဘာမှလုံးလို့မရဘူးချက်စီအသိန်းသိတာလည်းအဓိကဖြစ်ပါတယ်အဲ့တော့ကစားသမားကဗျာမကစားချင်တော့ဘူးငါမင်းမပေးဆက်ချင်တော့ဘူးသူအဲ့ကောင်ဘွားဆုံးသွားလိမ့်မယ်ကဲရတယ်မင်းစီကပတ်စံတပြားတစ်ချက်မှပြောင်းရွှေ့ခြင်းမရရင်မရပါလိမ့်စေဒိုးကွာလူငယ်အသိနေတဲ့ကစားကွာအရန်ကောင်မှထိုင်နေကွာဆိုရင်မာရူရဲ့ကေးဘွားဆုံးသွားလိမ့်မယ်အဲ့တော့စာအုပ်တံဒီကစားသမားတယောက်အတွက် လုံးဝချုံနောင်ထားတဲ့ဟိုချုံနောင်မှုတစ်ခုလို့လည်းပြောလို့ရတယ်။ပြိုင်ဘက်အတင်းကခေါ်မယ်ဆိုရင်လည်းစာချုပ်တက်တန်းမြင့်မြင့်တလို့ပြောင်းရွှေ့ကြရများမှာ။တေချာတစ်ခုကအခုချိန် Aston Villa တေချာတစ်ခုက Aston Villa အနေနဲ့ဒီချိန်မှာ Nuni Marigue ကိုခေါ်မယ်ဆိုရင် Chelsea ခေါ်ယူရင်အချိန်ကာလတုန်းက Marigue ကိုပြီးခဲ့ရတဲ့ပြောင်းရွှေ့ကြီးပမာဏတိုင်းအ ਨੇ ဆုံးပြန်ပေးရဖို့ရှိတယ်။ပေါင်တန်း40တန်း50ဝင်းကျင်လောက်ရမှလည်း Chelsea ကလက်လွတ်ခံသွားဖို့ရှိတယ်။အဲ့အတွက်ကြောင့် Marigue နဲ့ Aston Villa ထွက်လာတဲ့သတင်းတွေအပေါ်မှာကျွန်တော်ကတော့ဖြစ်နိုင်ချေအများကြီးရှိတယ်လို့ထင်တယ်။ Chelsea ကလည်း Marigue ကိုရရှိအသင်း ်းမှာဆက်ထားဖို့အတွက်မရည်ရွယ်တော့ဘူးဗျ အခု right wing မှာ patron နဲ့တူရှိနေတယ်နောက်ထပ်တောင်ပန်ကစားသမားတယောက်ခေါ်ချင်သလားပေါ့နော်ဒါကတော့နွေရာသီပြောင်းရွှေ့ကလာမှာတစ်ချက်စောင့်ကြည့်ရမယ် Jaden Sancho ကို United ကိုပြန်ပို့လိုက်မယ်ဆိုရင်တော့ Mudryk ကိုချက်ချင်းထုတ်ရောင်းလို့မရသေးတဲ့အခြေအနေမျိုးဖြစ်ပါတယ် Michael Mudryk ကလည်းဘာမှမသိတဲ့အနေထားတည်းရမှာတောင်ပန်ကစားသမားတွေ Chelsea မှာလည်းပြန်လိုနေပြီအဲ့အတွက်ကြောင့်ကျွန်တော်တို့ Chelsea အသင်းအနေနဲ့ Nuni Mudryk ကိုတခြားအသင်းကိုရောင်းချရေးမရောင်းချရေးကကို့အသင်းမှာရှိနေတဲ့ရှင်းရင်းဆွဲကစားသမားတွေရဲ့အခြေအနေပေါ်မှာအများကြီးမူတည်နေပါတယ်ခင်ဗျာကြည့်ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Manchester United နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်ဒီ Football Insider ကဖော်ပြထားတာပါ Marcus Rashford ဟာယာတီကုံရောက်တဲ့အခါမှာ Aston Villa အသင်းကိုပြောင်းမယ်ဆိုရင်လောက်ခပမာဏရှော့ယူရဖို့ရှိနေတယ်လို့သိရပါတယ်ခင်ဗျဒါကျွန်တော်တို့အစောကြီးတည်းကတုံးသက်ခဲ့တဲ့ပုံစံတိုင်းပဲလေ United ပေးထားတဲ့တပတ်လောက်ခပေါင်3သိန်းခွဲကိုဘယ်ကလပ်တင်းကပေးနိုင်မှာရောအဲ့တော့ Rashford အနေနဲ့တခြားသောကလပ်တင်းတသင်းမှာပုံမှန်ပွဲတော်ခွင့်ရချင်တယ်ဆိုရင်သူလက်ရှိရနေတဲ့လောက်ခပမာဏထက်ရော့ပြီးတော့ ယူမသာလျင်ရလိမ့်မယ်အဲ့တော့ရာသီကုန်ရောက်တဲ့အခါမှာအဲ့ဒီစာချုပ်ထဲမှာထည့်သွင်းချုပ်ဆိုထားတဲ့အချက်လက်ရပေါင်တန်း40နဲ့ Aston Villa ကရွေးချယ်ဝယ်ယူခွင့်ရှိတယ်အဲ့ဒီပမာဏတရက်ကို Aston Villa အသက်သွင်းမှုအခြေအနေလည်းအများကြီးပါရှစ်မှာလည်းသတင်းတွေထွက်ခဲ့ပြီးပြီ Marcus Rashford ကိုရာသီကုန်ရောက်တဲ့အခါကျရင် Aston Villa ကခေါ်မယ်ပေါင်တန်း40က Marcus Rashford ကိုပေးရတာ Titan နဲ့ဗျာအခု ူ Aston Villa မှာပြတ်တာနေတဲ့ခြေသွမ်းပိုင်းနေဆိုရင်တပေါင်တန်းလေးစရာဘလို့ပဲဖြစ်ဖြစ်တန်းနေသို့တော့အဲ့ဒီပေးရမယ့်လောက်ခပမာဏကြတော့3သိန်းခွဲကလုံးဝမဖြစ်နိုင်ဘူးအဲ့ဒီအပြောင်းရွှေ့ကြီးပါဖြတ်သွားနိုင်တယ်အဲ့ဒီတပတ်3သိန်းခွဲနဲ့တွတ်မယ်ဆိုရင် Aston Villa က9နှစ်တာလောက်ခပမာဏတော့ပေါင်တန်း130တောင် Marcus Rashford ကိုပေးရမှာပါ ဲ့အတွက်ကြောင့် Rashford အနေနဲ့ဘယ်လိုမျိုးနေပါတဲ့ပြောင်းရွှေ့ကြီးပမာဏတရက်နဲ့ Aston Villa နဲ့ညှိနှိုင်းဆွေးနွေးမှုလုပ်မလဲဆိုတာတစ်ချက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ကြည့်ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ TND Sport ကဖော်ပြထားတဲ့သတင်းပဲဖြစ်ပါတယ်။ Aston အသင်းရဲ့ Sporting Director အသစ်ဖြစ်လာတဲ့ Andrea Barta ကဒီနှစ်နွေရာသီပြောင်းရွှေ့မှာကစားသမားခေါ်မှုကြီးကြီးမားမားလုပ်ဖို့၅ခုရည်ရွယ်ထားတယ်လို့သိရပါတယ်ခင်ဗျာ။ဆိုတော့ Andrea Barta အကြောင်းကိုကျွန်တော်အသေးစိတ်ကျွန်တော်ပြောပြီးသွားပါပြီ။အဲ့ Barta ဆိုတဲ့ဘေးကြီးက တွားရှော့တော့လို့မရဘူးအာစနယ်နဲ့အန်ဒရီးယားဘာတာကိုဒီလိုကွဲအောင်ဟိုကျွန်တော်ရဲ့ကြည်ထားဖို့လိုတယ်ပေါ့နော်အာစနယ်ဒီပုံမှန်အဖြစ်ပြောင်းရွှေ့ကြီးတွေအများကြီးပေးပြီးခေါ်တဲ့အဆင့်လားဆိုတာမရှိမို့ရှိတယ်ဒါပေမဲ့ နဲတယ်ဒက်ကလန်ရိုက်စ်ကိုယူယူမမိုက်ခေါ်လိုက်တာလွဲရင်ကြံတော့အပြောင်းရွှေ့တွေမှာအဲ့လောက်ထိမဟုတ်ဘူးဗျာအာဆင်နယ်ပရိသတ်တွေတောင်မှရိုက်စ်ကိုခေါ်ယူခဲ့တာအခုချိန်ထိမယုံသေးဘူးလို့ပြောတဲ့ပရိသတ်တွေကျွန်တော်တွေ့တယ်ထားပါပြောချင်တာဟာအာအီမို့လို့မခေါ်နိုင်ပါဘူးကွာဟိုအသင်းနဲ့ပြိုင်ပြီးတော့ခေါ်ရင်ရှော့သွားမှာပါလို့မထင်လိုက်နဲ့တော့ Sporting Director အသစ်ပြောင်းသွားပြီ Sporting Director အသစ်တယောက်ကိုခန့်ပြီးဆိုကြတဲ့ကဒီ Sporting Director အသစ်ကလည်း အသင်းရဲ့ policy ကိုကြည့်မှာပဲ Andrea Barter ဗျာငကိုကလေးကနော်နာမည်ကြီးပြီးသားလူဒီ sporting director နေရာမှာတာဝန်ထမ်းဆောင်ခဲ့တဲ့နှစ်ကကျွတ်စင်သူအီတလီကလာတယ်ပြီးရင် Atletico Madrid မှာ technical director လည်းဖြစ်တယ် sporting director လည်းဖြစ်တယ်မာနရှိမယ်ဗျာပညာပိုင်းရှိမယ်ဗျာအဲ့လိုလူမျိုးတော့ Arsenal သင်းရဲ့ နော်အပေါ်ပိုင်းက management မင်းငါတို့ခိုင်းတဲ့အတိုင်းပဲလုပ်ကြမယ်ဆိုတာကတော့မဖြစ်နိုင်ဘူးနှစ်ဖက်ကတော့ဆွေးနွေးညှိနှိုင်းမှာပဲမင်းကလည်းဆွတ်ဆက်တုံးမယ်ငါတို့ supporting လုပ်မယ်ဆိုတာကလည်းမဖြစ်နိုင်ဘူးဒါပေမဲ့ချားချလိုက်မယ်ဆိုရင် Arsenal ငကူတော့တုံးနေတဲ့ပုံစံထက်တော့ပိုပြီးငွေကြေးတုံးဆွဲမှုတွေရှိနိုင်တယ်လို့ကျွန်တော်ထင်တယ်အခုချိန်မှာဒီအပြောင်းရွှေ့၅ခုကဘယ်ကစားသမားတွေကိုခေါ်မဲ့ကြီးကြီးမားမားအပြောင်းရွှေ့၅ခုလဲဆိုတာကျွန်တော်တို့မသိရသေးဘူးဆိုပေမဲ့တေချာတခုကတော့ကြီးမားတဲ့အပြောင်းရွှေ့တစ်ခုဒါမှမဟုတ်ရင်နှစ်ခု Andrea Barda လက်ထက်မှာရှိလာပါလိမ့်မယ်ခင်ဗျကဲကျွန်တော်နောက်ဆုံးသတင်းတစ်ပုဒ်ကို ဆွေးနွေးအောင်ခင်ဗျဒီသတင်းကတော့ Liverpool နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်ဖော်ပြထားတဲ့သတင်းထဏာကတော့ Spain ဘက်က Relevo ကဖြစ်ပါတယ်ခင်ဗျ Barcelona အသင်းကသူတို့အသင်း Uruguay နောက်ခံလူ Araujo ကို Liverpool အသင်းရဲ့တောင်ပံကစားသမား Luis Diaz ခေါ်ယူရေးမှာအပြောင်းရွှေ့တစိမ့်တစိမ့်သားအဖြစ်ပေးသွားဖို့ရှိတယ်ဆိုတဲ့သတင်းပေါ့နော်အဲ့ Luis Diaz နဲ့ Barcelona သတင်းကလည်းမျိုးစုံကြားရတယ်ဗျကျွန်တော်ရှင်းမှာ Luis Diaz နဲ့ Barcelona သဘောတူညီမှုရသွားပြီဆိုတဲ့သတင်းမျိုးတွေတိတိပပကိုထွက်ခဲ့တာပါတေချာတကူကတော့ Liverpool ကလည်း Luis Diaz ကိုရောင်းနိုင်တယ် အကျိုးမြတ်ရရင်ပြောတာနော် Louis DS ရဲ့အသက်အရွယ်နဲ့သူ့ရဲ့ကစားပုံကြီးကရေရှည်ခံတော့မှာမဟုတ် DSG ပြအတကုံတိုးတယ်ကြောက်စရာကြီးအသက်က28ရှိနေ Premier League မှာကန်ရတာကဲ30လောက်ဆိုရင် DS ရဲ့တိုးအားညော့သွားမှာပဲဗျဘောလုံးသမားတွေဆိုတာကလည်းလူစင်စစ်တွေဖြစ်တဲ့အခါကျတော့ဘယ်ခံနိုင်မလဲစိတ်သက်ရှိရင်တောင်မှသူတို့ရဲ့ကြွက်သားတွေအယိုးတွေအကျောတွေကအသက်အရွယ်တစ်ခုရောက်လာရင်တဖြည်းဖြည်းကျလာမှာပဲလေပြောချင်တာ Liverpool ကလည်းအကျိုးမြတ်ရရင် Louis DS ကို က်မှာပဲအဲ့တော့ဘာစလိုနာကဘယ်လိုပုံစံမျိုးနဲ့ကမ်းလှမ်းမလဲပဲကြည့်ရမယ်ရှင်းမှာထွက်ထားတဲ့သတင်းတွေလို့သဘောတူညီမှုရသွားပြီဆိုတာ personal terms agree ဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့ဘာစလိုနာကအရူဟိုကြီးပေးမယ်ဆိုရင်လီဗာပူးကတေချာဘောမယူတရရာခိုင်တော့မယူဘူးဗျာအရူဟိုဒီအမြဲတမ်းလိုလိုဒဏ်ရရနေတဲ့ကစားသမားလီဗာပူးရဲ့နောက်တန်းမှာလဲဗာဂျီထွက်သွားမယ်ဆိုရင်ကိုနာတေးကလည်းဒဏ်ရပြဿနာရတဲ့ကစားသမားတယောက်ဗျာယုံကြည်လို့ရတာမဟုတ်မမချာချာစော့နိုင်မယ်နောက်ခံကစားသမားတယောက်ကိုပဲခေါ်ပါလိမ့်မယ်လူးဝစ်ဒီအက်စ်ရဲ့အပြောင်းရွှေ့ရောသူတို့ငွေကြေးတက်တက်တာလင်းအလုံးရင်းယူချင်ပါလိမ့်မယ်ကစားသမားအပြောင်းရွှေ့ရနေငွေကြေးရှော့ချ ချမှုတွေလုံးမဲ့အခြေအနေမျိုးတွေကိုတော့ Liverpool အနေနဲ့လက်မခံနိုင်ဘူးလို့သုံးသပ်ရင်းနဲ့ပဲဗီဒီယိုလေးဒီမှာနားခွင့်ပြုပါခင်ဗျာအစုံကြီးကြည့်ပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်